အားလုံးမင်္ဂလာပါမလန်းလိုင်း entertainment မှာပြန်လည်အကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ကလန်းလိုင်း entertainment ကနေ season အလန့်အသစ်တွေကိုစင်ဆက်မပြတ်တင်ဆက်ပေးနေမှာဖြစ်လို့ subscribe like share လေးတွေနဲ့အားပေးကြဖို့မေတ္တာရခံကြပါလေအားလုံးကိုကျေးဇူးတင်ပါတယ်ပြန်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ခုချိန်မှာတော့ကျွန်တော်တို့အစင်းနဲ့ဖြတ်ကြပြီဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့အစီအစဉ်လေးကိုစလိုက်ကြရအောင်ဗျဒီကနေ့မှာတော့စိတ်ပါပြီ ်တိမ်တမ်းပါတယ်စံစံလေးလှုပ်လိုက်တယ်ဒါပေမဲ့ခါနာရီဆိုသူများအတွက်ခါမနာလူနေများသောတင်ဆက်ပေးခြင်းပါတယ်အဲ့ဒီအကြောင်းမပြောခင်အလုံးသိထားတဲ့သိတိုးရောကအမြင်ပြန်နိုင်သလားဘာတွေသိတဲ့လဲဆိုတာပြောပြပေးမယ်နော်အဲ့ဒါပြီးတာနဲ့တစ်ဖြိုင်နဲ့ခါမနာလူနေများသောတင်ဆက်ပေးပါပါရှင်သိတိုးရောကအမြင်ပြန်ပြောင်းနိုင်မှာသလားမပြောင်းတတ်ပါဘူး သိတူယောဂရဲ့85ရာခိုင်နှုန်းဟာအသက်ကြီးလာတာကြောင့်သွေးစောတွေတောက်တရကဖြစ်ပေါ်လာတဲ့ယောဂဖြစ်တာကြောင့်အသက်ကြီးလာသူတော်တော်များများသိတူလာကြပါတယ်။ဒါကြောင့်အပြည့်ပြည့်ပြောင်းနေတဲ့သိတူဆိုတာတခြားယောဂကြောင့်သွေးတုံးနေတဲ့ကျန်85ရာခိုင်နှုန်းသောသိတူခြင်းဖြစ်ပါတယ်။သွေးတူလိုက်စိတ်တောင်ရသလားအသက်ကြီးသူတိုင်းသွေးပေါင်တက်လာကြတော့လေ တတ်မှတ်ထားတဲ့သွေးပေါင်းစင်မယောင်ရေစိတ်တော့ဖို့မလိုပါဘူး။တင့်တယ်များထားတဲ့လေးစင်ကနေအငန်လျှော့စားခြင်းဖြင့်ထိန်ကြီးနိုင်ပါ रे ။သွေးတုံးမစိတ်တော့ရသလား။ဒီအယူဆဟာမားရဲ့အယူဆဖြစ်ပါ रे ။စီယောင်ဝေတယောက်အနေနဲ့ပြောနေတဲ့စကားတခုရှိပါတယ်။သွေးကြစီဟာဒီကနေ့ဖြစ်၍ဒီကနေ့အရှိန်မသေးပါ။ဒီကနေ့တောက်တဲ့စီဟာ လက်ခံထိပ်ပမာဏအနေငယ်မြောက်ထိန်းနိုင်သည့်ဖြစ်ရာ ဖြုတ်ဖြုတ်ခြင်းမတည်တာပါ။ဒါပြင်သွေးတူနဲ့နေသားကြနေတဲ့လူနာရီဟာသွေးပေါင်တော်ရုံတယုံများနဲ့မတည်စားပါဘူး။သုံးလရဲ့နေမှာဆက်ကြောထူလာကြောင်းခေါင်းကိုက်ထားဆောင်စတဲ့အကြောင်းလေးနဲ့သွေးချစေပြတ်တော့တကြပါရဲ့။ဒီအခါသွေးပေါင်ဟာတက်လိုက်ကြလိုက်နဲ့သွေးစိုးရိပ်ပုံမထိခိုက်တတ်ပါရဲ့။အထီးကအဖြစ် အုံသောသွေးကြောင်များနဲ့စောက်ခတ်သွေးကြောင်တွေဟာအရင်တန်းကိုပုံမှုခံစားရပါတယ်။ဒါကြောင့်သွေးကြောင်စီကိုဖြတ်လိုက်တောက်လိုက်မလုပ်ရပါဘူး။လိုအပ်လို့တောက်ပြီးဆိုရင်ဆွေးတောက်ရပါတယ်။သွေးတိုးကိုသေချာမကူရင်ဘာတွေဖြစ်နိုင်လဲ။သွေးတိုးကိုသေချာမထိမဲပေါ်ဆာစွာနေထိုင်မှာကနှလုံးပင်ပန်းတာကြောင့်နှလုံးရောဂါရရှိခြင်း၊ကြောက်ခတ်တီးခဲခြင်း ညံလွာထိခိုက်ကအမြင့်အာယုထွေခြင်းတို့ ဖြစ်ပေါ်နိုင်တာကြောင့်စန္ဒီတစာကုသမှုခံယူသင်ပါတယ်။ဆက်လက်ပြီးတော့စိတ်ပါပြီးလိန်ထမ်းပါတယ်။ကြာကြာလေးလုံနိုင်တယ်။ဒါပေမဲ့ကားနာရင်ဆိုတဲ့သူတွေအတွက်ကားမနာလူနည်းများသောတင်ဆက်ပေးခြင်းပါတယ်။လိန်စိတ်ထံကကာမစွာတမ္မာနေပေမဲ့ကားနာလို့ကြာကြာမလုံနိုင်သူများအတွက်လူနည်းပုံစံတွေများသော တင်ဆက်ပေးခြင်းပါတယ်။ခါနာရှိတဲ့သူတွေအတွက်လိမ့်ဆက်ဆန်နိုင်မယ့်အနေထားတွေပါရှင်။နာတာရှိခါနာခြင်းကလိမ့်မှုကိစ္စတွေမှာအနောက်ရွှယ်ပေးနိုင်ပါတယ်။နာကျင်ခိုက်ခဲနေတဲ့အချိန်မှာဖိတဖို့ခက်ခဲပါတယ်။လိမ့်မှုကိစ္စဟာအစ်စ်ရဲ့အခြေအားရဲ့အရေးကြီးတဲ့ကိစ္စတစ်ခုပါပဲ။ခါနာတာလေးနဲ့တာယာမှုကိုအပြည့်အစုံမခံလိုက်ပါနဲ့။ဒါတွေကတော့ ခါနာတဲ့လူတွေအတွက်လိမ့်ဆက်ဆန်ရမှာအဆင်ပြေစေမဲ့ကိုနေကိုဟန်နေပဲဖြစ်ပါတယ်။ပုံစံတည်းအနောက်ဘက်ကလေးဆက်ဆန်တာပါ။ဒေါ်ဂီစတိုင်တို့တည်ကြပါတယ်။အမျိုးသမီးကဒူးထောက်ထားရမှာပါ။အဲ့ဒီကိုနေကိုဟန်ကခါခုံရတဲ့ခါသူ့မဟုတ်အချာကြီးထိုင်ရတဲ့ခါခါနာတတ်တဲ့ယောက်ျားတွေအတွက်တည်တော်ပါတယ်။အမျိုးသမီးကလေးဘက်ထောက်ကုန်ပြီးပြီ။ အမျိုးသားကနောက်ဖက်ခါနေဒူးထောက်ပြီးဆက်ဆံရတာပါအဲ့ရဘုံမဟုတ်ပဲအပြင်မှာချင်းပူရာမျိုးဆိုဒူးနာတက်လို့တခုခုခံတင်ပါတယ်ဖန်တတို့ဘာလို့ပေါ်ရှိပုံစံနဲ့အနောက်ကနေဆက်ဆံနေနေနောက်တစ်မျိုးဖြစ်ပါတယ်ပုံစံတင်တဲ့ပုံစံနဲ့꿰ပြားတာကအမျိုးသမီးလက်ထောက်ခြင်းနဲ့မထောက်ခြင်းပါပဲလိမ့်လာတည်ရှိချက်တွေရအဲ့ဒီကိုနေကိုဟန်က ကြောရုံပေါ်မှာဖီးယားအနေငယ်ပဲတက်ရောက်တယ်လို့သိရပါတယ်။ပုံစံတော့ဒါကတော့အားလုံးသိထားတဲ့လေကြီးတို့အနေထားပါ။အမျိုးသားကတုတ်ခန္ဓာကိုယ်ကိုလက်နေထောက်ထားပြီးအမျိုးသမီးကပေါက်ကားတူခွေပေးရတာပါ။ကြောရုံပြဿနာရှိတဲ့သူတွေအတွက်အဆင်ပြေပါတယ်။လှုပ်ရှားမှုကြောင့်ဖြစ်လာတဲ့နှာခြေကိုက်ခဲမှုတွေကိုမဆိုးရွားစေနိုင်ပါဘူး။ပုံစံလေး ဒါကတော့လိမ့်ကြီးတို့ရဲ့တခြားပုံစံတစ်မျိုးပါအမျိုးသားကတထောင်စင်နဲ့ထောက်ပြီးအမျိုးသမီးကပေါက်ပိုခါပြီးဒုအနေငယ်ပိုခွေတာကကွဲပြားမှုပါကြောင်ရွှေကိုဆိုရင်နားရရောက်ကြရတဲ့အစင်မပြေနိုင်တော့လေခေါမကုန်နိုင်တဲ့သူတွေအတွက်တော့တော်တော်အထောက်အပံ့ပြွားတယ်ပုံစံကဖေးတိုင်လေးဆက်ဆက်နဲ့ပုံစံတွေကိုတော့ကြားဘူးလောက်ပါပါ ဘေးရိုက်ဆိုရတိုင်းဒီပုံစံမှာအမျိုးသားရောအမျိုးသမီးပါဘေးရိုက်အဆောင်အိမ်လိုက်ကြပါတယ်အမျိုးသားကအမျိုးသမီးနောက်မှာရှိနေရပါမယ်နှစ်ယောက်လုံးရဲ့ပေါင်တဲ့ဒူတော်ကိုကိုယ်လိုက်ပြီးပါပြီဒါပေမဲ့လည်းခါနာရှိတဲ့လူတွေအတွက်နောက်ဆုံးဦးစားပေးထားတဲ့ကိုနေကိုဟန်တစ်ခုဖြစ်နေပါတယ်ဒါတွေကတော့ခါနာတတ်တဲ့အမျိုးသားများအတွက်ဖြစ်ပါတယ် ဆက်လက်ပြီးတော့ခန္ဓာရှိတဲ့အမျိုးသမီးများအတွက်အကြံပေးချက်တွေကိုပြောပြပေးကြပါမယ်။အခုအချိန်ထိနေမှုကိစ္စနဲ့ခန္ဓာချင်းတို့နဲ့ပတ်သက်ပြီးလိမ့်လာမှုတွေကရောက်ကြရတဲ့အတွက်တော့အာရုံစိုက်ပြုလုပ်ရရှိပါတယ်။ခန္ဓာရှိတဲ့မိမာတွေအတွက်တော့အသိတော်ဆုံးကိုနေကိုဟန်ကိုတွေ့ရှိဖို့နောက်ထပ်လိမ့်လာမှုတွေပြုလုပ်ဖို့လိုမှာပါ။ လေလာနေစဉ်အတော်တွင်မှာတော့တိုက်ဖန်ပညာရှင်တွေပြီးတဲ့အကြံဉာဏ်လေးတချို့ကိုလိမ်မှုကိစ္စမှာအသုံးချကြည့်နိုင်ပါ रे ခါကုံလိုက်ဒါမှမဟုတ်အကြံဉာဏ်ထိုင်ခါနာတတ်တဲ့မိမာရီအတွက်ဖေးထားလေးဆက်ဆံခြင်းလိုမျိုးစောရွကိုဆရာမလို့ရဲ့ပုံစံကိုအသုံးပြုသင်ပါ रे ခါကုံလိုက်ခါနာတတ်တဲ့မိမာရီကလေကြီးထိုးလိုမျိုးပုံစံကို အသုံးပြုသင်ပါတယ်အထောက်ပြရမယ်ဆိုရင်သင်အကောင်ဆုံးလုပ်နိုင်တာက အလိုက်သင်လေးသွားခြင်းပါပဲကိုနေကိုဝန်ကိုတိတ်ဆိတ်တင်မထားပါနဲ့လူတယောက်အတွက်အလောက်ဖြစ်တဲ့ပုံစံကတခြားသူတယောက်အတွက်အလောက်မဖြစ်တာမျိုးတွေရှိနေတတ်ပါတယ်ဒါအပြင်လူတယောက်နဲ့တယောက်ကကိုနေကိုဝန်ကိုတောက်ပြန်မှုတွေနဲ့မတူညီကြပါဘူးဒါကြောင့်ကိုလိန်ဆက်ဆံတဲ့ ုံစံတစ်ခုမှခါမနာတော့ဘူးဆိုရင်အဲ့ဒီပုံစံအတိုင်းသာဆက်သွားရမှာပဲဖြစ်ပါတယ်။ဒီကနေ့တင်ဆက်ပေးတဲ့အကြောင်းလေးကိုတော့ဒီမှာပဲရှင်းသားဝေပြပါရှင်။နောက်ထပ်လည်းကျမတို့ channel ကနေဘုံတုဒ္ဓဖြစ်စီမဲ့အကြောင်းလေးတွေကိုရင်းချက်တင်ဆက်ပေးမှာမို့စောင့်မျှော်ပေးကြပါဦးရှင်။ကျေးဇူးအပေးခဲ့ကြတဲ့ပရိသတ်တရားစီစီကိုသိစွတ်သူဝင်တင်ရှိပါရှင်။